ဝါဆတူးကြိုက်တဲ့သူတွေအတွက်အသားအဲထိအရသာစိတ်အိမ်ဝင်ပြီးတော့နွနူအီအီလေးနဲ့စားလို့ကောင်းတဲ့ဝါဆတူးချက်နီးလေးမျှဝေပေးကြပါရစေ။ဝပောင်ရင်သား65ချက်သားကိုတေချာလေးရေးဆေးပြီးတော့တန်ဆင်နာပါမယ်။သူ့ရဲ့အခောက်ပေါ်မှာအမွှေးတွေပါနေရှိရင်တေချာလေးတန်ဆင်နာဖို့လိုအပ်ပါတယ်။ ဝတ်သားပြုတ်ဖို့အတွက်တော့ဂျင်းလက်နှက်စစ်လောက်နဲ့နန်းနန်းအမြင့်သုံးခုလောက်သုံးပါမယ်ရှင်။အမွှေးအကြိုင်အတွက်တော့တစ်ကြဘိုးခေါက်ကြီးကြီးရှည်ရှည်လေးတစ်ခုနန်းနန်းပွင့်2ပွင့်နဲ့ကရဝေးရွက်5ရွက်လောက်သုံးပါမယ်ရှင်။ဝဆတူးပြုတ်ရည်တဲ့ထဲဖို့အတွက်တော့ဂျင်းလက်နှက်စစ်လောက်ရဲ့ကြက်သွန်မိတ်အရင်ပိုင်း6ခုလောက်နဲ့ကြက်သွန်ဖြူ9မွှာလောက်သုံးပါမယ်ရှင်။ တရုတ်မဆလာအနှဲငယ်နဲ့ရှာလကာရီအနှဲငယ်လည်းလိုအပ်ပါတယ်ရှင်။ရှာလကာရီနေရာမှာဟင်းချက်အရက်ကိုထည့်သုံးလို့လည်းရပါတယ်ရှင်။ဂျင်းလက်နှစ်စက်လောက်ကိုအဲခတ်ထူထူအပြားလေးလှိရတာရဲ့နန်နံမြစ်သုံးပင်လောက်ရဲ့ထည့်လိုက်ပါမယ်။စားလေးအနှဲငယ်ထည့်ပြီးတော့ဝက်ပောင်ရင်းသားလေးထည့်လိုက်ပါမယ်ရှင်။၁၀မိနစ်လောက်ပြုတ်ပေးလိုက်ပါမယ်ရှင်။ ဝတ်သားကိုအခုလိုမျိုးအရင်ဆုံးပြုတ်ပေးလိုက်မယ်ဆိုရင်ဝတ်သားတွေကတွေးညှိနှံ့နေမကောင်းတဲ့အနှံ့အသက်တွေအကုန်လုံးထွက်သွားပြီးတော့တန်သွားပါတယ်အခုလိုမျိုးတရေပြုတ်ပြီးမှဝါစတူးချက်မယ်ဆိုရင်ချက်တဲ့အခါမှာအမြုပ်တွေထွက်တာမျိုးမရှိတော့ပါဘူး7မိနစ်လောက်ပြုတ်ပြီးပြီဆိုတာနဲ့ဝါသားတုံးတွေကိုဆဲထုတ်ပြီးတော့ရေနဲ့ပြန်ပြီးတော့စေးထားလိုက်ပါမယ်ဒီပြုတ်ရေတွေကိုတော့သွန်ပစ်လိုက်ပါမယ်ရှင် အိုးတဲ့ကိုခုနပြုတ်ထားတဲ့ဝက်သားတွေထည့်ပြီးတော့လှော်ပေးပါမယ်ရှင်။မီးကင်လိုက်မယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းပါတယ်။အဓိကအခေါက်နေရာတွေကိုထိအောင်လို့အရင်ဆုံးလှော်ပေးပါမယ်။အခုလိုမျိုးဝက်သားကိုလှော်ပေးလိုက်မယ်ဆိုရင်ဝက်သားကအလှော်နှံ့လေးတင်းပြီးတော့လုံးဝညှိတာပြူတာမျိုးမရှိတော့ပါဘူး။အနံလေးတော်တော်လေးမွှေးလာပြီဆိုရင်အသားထဲထိအရသာဝင်အောင်လို့စားလေးနှံ့အောင်လို့ဖြူပေးပါမယ်။ အရသာမှုတ်တွေကြက်သားမှုတ်တွေထည့်လိုက်ရင်သူကတအားတူးလွယ်လို့စားလေးတစ်မျိုးပဲအရင်ထည့်ပြီးတော့လှော်ပါမယ်ရှင်ဝသားတွေကိုစားပြအရသာဝင်သွားပြီဆိုတော့မှကြက်သားမှုတ်ထည့်ပါမယ်ရှင်။တကြားထည့်ပါမယ်။တကြားကတူးလွယ်တဲ့အတွက်ဒီနေရာမှာမီးအားများနေဆိုရင်မီးအားကို ည်းနည်းလေးလျှော့ပေးလိုက်ပါမယ်။ပြီးရင်ဘဲငံများရဲ့အကျဲကိုထမင်းစားစွန်းနဲ့နှစ်စွန်းစာလောက်ထည့်လိုက်ပါမယ်။ခရုစီထည့်ပါမယ်ရှင်။အယောင်လေးနှောင်းအောင်လို့ဘဲငံများရဲ့အပြစ်ထည့်ပါမယ်။ဒါရီကတအားတူးလွယ်လို့ဒီချိန်မှာမီးအားကိုအနည်းဆုံးထားရပါမယ်။ အမွှေးနဲ့နေအသားထဲဝင်သွားအောင်လို့တကြဘိုးခေါက်တို့နနက်ပွင့်တို့ကရဝေးရတို့ပါတခါလေးထည့်လိုက်ပါမယ်။ပြီးရင်ကြက်သွန်ဖြူချင်းဓာပြရိုက်ထားတာလေကြက်သွန်မဲအရင်ပိုင်းတွေပါတခါလေးထည့်ပြီးတော့လှော်ပါမယ်ရှင်။ဝါဆက်တူးချက်ပုံချက်နည်းတွေကတော့တယောက်နဲ့တယောက်အနည်းငယ်တော့ကွဲပြားကြပါလေ။ဒါကတော့ကျမစိတ်ကြိုက်ချက်တဲ့ကျမရဲ့နီးလေးဖြစ်ပါတယ်ရှင်။ အသားတွေကိုအနံ့အရသာတွေဝင်ပြီးတော့နှမ်းဆက်သွားအောင်လို့ခဏလောက်လုံးပြီးပြီဆိုတာနဲ့တအားအောက်ကတူးပြီးကတ်တာမျိုးတွေမဖြစ်အောင်လို့ရင်နွေးလေးနည်းနည်းထည့်ပေးလိုက်ပါမယ်ပြီးပြီဆိုရင်တကယ်ချက်မဲ့အိုးတွေကိုလှည့်ထည့်ပေးပါမယ်ရှင်။ဒီတိုင်းရွရွအိုးနဲ့ချက်မဲ့ဆိုရင်တော့အခုလိုမျိုးဇောင်းနဲ့တဲ့အိုးကိုရွေးပြီးတော့အသုံးပြုပေးပါရှင်။ကိုကအချိန်အများကြီးမပေးနိုင်လို့ဆိုရင်တော့ pressure cooker နဲ့ပေါင်းလိုက်ရင်ရပါတယ်။ ပရက်ရှာကိုကနဲ့ပေါင်းတဲ့အခါသူကလေးဖီအားနဲ့တအားပူအောင်လုပ်ပြီးတော့ချက်တာဖြစ်လို့အသားတွေကအရသာတွေအကုန်ထွက်ပြီးတော့အသားကအရသာမရှိတော့တဲ့အတွက်ကျမကတော့ဒီရွရွအိုးနဲ့ပဲအချိန်ပေးပြီးတော့ကြကြလေးချက်ပါမယ်ရှင်။ပြီးတာနဲ့ရွေနွေးပူပူကိုအသားမြုပ်အောင်လို့ထည့်ပြီးတော့ရှာလကာရေလေးထမင်းစားစွန်းနဲ့တစွန်းစာလောက်ထည့်လိုက်ပါမယ်ရှင်။ကိုကကြက်ဥပြုတ်တို့ဘဲဥပြုတ်တို့ထည့်ကျင်နေဆိုရင်လည်းတစ်ခါတည်းထည့်လို့ရပါတယ်။မီအေးအေးနဲ့နှစ်နာရီလောက်ချက်ထားပေးလိုက်ပါမယ်ရှင်။ ါလေးကတော့2နှစ်လောက်မီးအေးအေးလေးနဲ့ချက်ထားပြီးတဲ့အနေထားလေးပါဒီနေရာမှာ wallet တို့ wallet တို့နဲ့လည်းချက်လို့ရပါတယ်။ဒါပေမဲ့ဒီ web ပောင်ရင်းပိုင်းကြတော့အစီနဲပြီးတော့အသားများတဲ့အတွက် wallet တူးလှုပ်ရှားမယ်ဆိုရင်တော့အကောင်းဆုံးပါပဲရှင်။အသားနူးမနူးကိုတူလေးနဲ့ထိုးပြီးတော့စမ်းကြည့်ပါမယ်ရှင်။ ်အခုဆိုရင်အသားလေးတွေလည်းနူးဤနေပါပြီဟင်းရည်အရာသားလေးမြည်ကြည့်ပြီးတော့အပေါ်အငန်ကိုစိတ်ကြိုက်ဖြစ်သွားပြီဆိုရင်တော့ထိုင်ဝမ်မုံညင်းလေးတွေထည့်ပြုတ်လိုက်ပါမယ်ရှင် မုံညင်းနေရာမှာကစွန်းရွက်တို့တခြားကိုကြိုက်တဲ့အသီးရွက်တွေထည့်ပြုတ်လို့လည်းရပါတယ်ရှင်ပြီးတာနဲ့တရုတ်မဆလာလေးနည်းနည်းအုပ်ပေးလိုက်ပါမယ်မုံညင်းရလေးတွေဣလာပြီဆိုတာနဲ့မိပိတ်လိုက်ပါတော့မယ်ရှင် အခုဆိုရင်အယောင်အစင်းရော အနံ့အရသာနဲ့ပါ ပြည့်စုံတဲ့ WhatsApp 2ရသွားပါပြီရှင်ဟင်းရင်ကလည်းမပြည့်မကျဲအနေထားလေးနဲ့ဟင်းရင်မှလည်းစီးတဲ့အများကြီးဝေးတက်နေတာမျိုးမရှိပါဘူး။စားခံနေပြီဆိုတာနဲ့အပေါ်ကနေကြက်သွုံမိတ်လေးတွေဖြူလိုက်ပါမယ်ရှင်။ အခေါက်လေးတွေအသားလေးတွေနူးညံ့ဣဆက်နေပြီးတော့အနက်လေးကမှုေးပြီးတော့ရှာပေါ်တင်လိုက်ပြီဆိုတာနဲ့တခါတည်းပျော်ဝင်သွားတယ်လို့ခံစားရမယ်ဝက်ဆတူးဟင်းလေးဖြစ်ပါတယ်အရသာတွေရောမှုေးတဲ့အနက်နေရောအသားတဲ့အထိစိတ်ဝင်နေပြီးတော့တလုတ်ဆိုတလုတ်ထိထိမိမိနဲ့အရန်ကိုစားလို့ကောင်းပါရဲ့ရှင်။ ဝတ်စတူးကြိုက်တဲ့သူတွေဝတ်ဆိုရင်အတန်ကြားတာနဲ့တရေယူတတ်တဲ့သူတွေဒီလိုလေးချက်စားကြည့်ပါရှင်အဆုံးထိကြည့်ပေးလို့အထူးပဲကျေးဇူးတင်ပါတယ်။အားလုံးပဲကျန်းမာချမ်းသာပြီးတော့ဘေးရန်ခတ်သိမ်းမှာကင်းဝေးကြပါစေရှင်။